ကိုယ့်ရဲ့ကံကောင်းစေတဲ့အရာကဘာရောက်လဲထီထိုးရင်အကျိုးပေးတတ်တဲ့ကဏ္ဍတွေကရောဘာတွေဖြစ်မလဲသိပြီပြီလားကိုဘွားရဲ့အောင်မြတ်မှုကိုထောက်ကူပြုမယ်ចောင်းမြတ်ရတနာကရောဘာဖြစ်မလဲမလဲအားလုံးပဲမင်္ဂလာပါခင်ဗျာ PhD Astrology Researcher Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့ရဲ့ပရိသတ်တွေအတွက်နက္ခတ်ပြည်တွင်ပညာအရာစနိယာဒီဝါအသီးသီးအတွက် အသက်လာလောင်ဆောင်ရည်နှင့်ချားငင်းအချက်လေးတွေကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရရှင်။ဒီ season လေးကိုချစ်ရှုပြီးမိမိရဲ့ကံကြမ္မာကိုကိုယ်တိုင်မြင့်တင်လိုက်ကြရအောင်နော်။ကဲပထမဆုံးမိသားရဲ့ဒီပွားလေးအတက်ချားလိုက်ရအောင်ခင်ဗျာ။တက်မိသားရဲ့ဒီပွား Aries Matt 27မှာ April 19မေတ္တာရည်ပွားတဲ့အနေနဲ့ဆောင်ရွက်အချက်တွေကတော့ဗတ္တမ၊တန်တာစတဲ့အကြောင်းမြတ်ယတနာတွေကိုစောင့်သိပါရရှင်။

အောင်မြင်မှုကိုဖိတ်ခေါ်နေပါတယ်ခင်ဗျာ။ရှောင်းရံအချက်တွေအနေနဲ့ကတော့အနက်ရောင်နဲ့အပြာရောင်တွေကိုရှောင်သင့်ပါတယ်ရှင်။အလင်းစလိုဆုံးဖြတ်တာစိတ်မရှိတာတွေကိုထိန်းချုပ်ဖို့လိုအပ်ပါတယ်။ဥပမာအားဖြင့်သုံးတရားနဲ့စကားအခြေအကျင်ပြောကနေမှစိတ်ထဲမှာတဲ့နှစ်သုံးရစ်တက်ပြီးမှစကားပြန်ပြောတဲ့အခြင်းလေးကမလို့အကျင့်တတိပခ္ခတွေကိုရှောင်ရှားနိုင်စေမှာပါရှင်။နိလ်ဒေတာရည်ဒီပါဗျာဧပြီလ20မှ20 ပေတိုင်းရဲ့ဒီဘွားရဲ့တာဆောင်းရံချက်တွေကတော့ညစိန်စိန်စားတဲ့ကြောင်းမြတ်ရနာတွေပါပဲညာအစိမ့်လူရောင်အဖြူရောင်အပြာနုရောင်တွေကတော့အပြင့်တော်တဲ့အရောင်တွေပါညာလက်တွေပုံချဖို့ဆိုရင်ကိုယ့်ရဲ့အယုတ်စပွဲပေါ်မှာအစိမ့်ရောင်တိပင်ငယ်လေးတိပင်တင်ထားတာဒါမှမဟုတ်များစိန်ရောင်ပိုက်ဆံအိတ်ကိုဆောင်ထားတာမျိုးကငွေကျေးစည်းစိမ်မှုကိုကောင်းမွန်စေပါတယ်ညာကလန်းနံပါတ်တွေအနေနဲ့ကတော့3ည2 3ည4 3ည6 3ည8 6868တို့ပဲဖြစ်ပါရဲ့ရှင်။တည်ငြိမ်ပြီးစိတ်ရှိသူတွေဖြစ်လို့အမှုတင်ညာဗဏ္ဍာရေးလုပ်ငန်းတွေမှာအောင်မြင်နိုင်ပါရဲ့ရှင်။ရှင်ရံချက်တဲ့အနေနဲ့ကတော့အနက်ရောင်နဲ့အဝါရောင်တို့ကိုဆောင်တင်ပါရယ်။ဒယူစန္ဒာအပြောင်းလဲကိုကြောက်ရွံ့တာတို့ကိုဆောင်ရှင်တင်ပါရယ်ခင်ဗျာ။ဘဝမှာအပြောင်းလဲတစ်ခုနဲ့ကြုံလာတဲ့အခါဒီအပြောင်းလဲကငါအတ္တကိုကောင်းတဲ့အခွင့်အရေးတစ်တွေယူဆောင်လာပေးနိုင်တယ်ဆိုတဲ့အလွေလေးကိုမွေးမြူပေးခြင်းအားဖြင့် ကြောက်စိတ်ကိုကြော်လာနိုင်ပါလိမ့်မယ်။၃မေတုံရာဒီဘွာဂျမနီမေ27မှာဂျွန်20မေတုံရာဒီဘွာရဲ့အတော့ဆောင်းရဲအချက်တွေကတော့ကြောက်စိတ်ဥတ္ဖီယပလဲစတဲ့ကြောက်မြတ်ယန္တနာတွေပါရှင်။အဝါရောင်အစိမ့်နှုတ်ရောင်ငွေရောင်တွေကတော့တင့်တော်တဲ့အရာတွေပဲဖြစ်ပါရှင်။ လက်တွေမှာတော့လူအများရှိစကားပြောရမယ်ဆိုရင်ဒါမှမဟုတ်အရေးကြီးတဲ့စာချုပ်စာတမ်းတွေလက်မှတ်ထိုးရမယ့်အခါမျိုးမှာအဝါရောင်အဝတ်အစားကိုဝတ်ဆင်သွားခြင်းကတင်းရဲ့ဆက်တွေ့ရေးစွမ်းဉဏ်ကိုပိုမိုတောက်ပေါင်းစေနိုင်ပါလိမ့်ရှင်။ဒလန်းနံပါတ်လေးနေ့ကတော့3 3 3 5 3 6 3 9 3 5 3 6 3 9 3 6ချောက်တုံခုံငါတို့ပဲဖြစ်ပါရခင်ဗျာ။ဉာဏ်ဤထမြက်ဒီဆက်သွေးရေကောင်းမွန်တို့နဲ့ဖြစ်လို့တရင်စာစာပေ ကုံထွေအေးလုပ်ငန်းဒီမှာထူးချွန်နိုင်ပါတယ်ခင်ဗျာ။ရှောင်းရံအချက်တွေအနေနဲ့ကတော့အနက်ရောင်နဲ့ညီညွတ်ရောင်တို့ကိုရှောင်ရှားသင့်ပြီးဂရိမတိတာစိတ်နှခုဖြစ်တာတွေကိုရှောင်ရှားသင့်ပါတယ်ရှင်။အရေးကြီးတဲ့ကိစ္စတစ်ခုကိုဆုံးဖြတ်ရခန့်နေတယ်ဆိုရင်အာတာချက်အာနေချက်တွေကိုစာရွက်တရက်မှာချရေးပြီးချိန်တိုင်ဆုံးဖြတ်တဲ့အလေးအကျင့်ကစိတ်နှခုဖြစ်ခြင်းကိုရောချပေးနိုင်ပါတယ်ရှင်။ဒီကရကရာဒီဘွာကင်ဆာဇွန်မဆက်ဒီမှာ ဇူလိုင်20ရက်ကရကယာဒီဖွာရီအတွက်ဆောင်ရန်အချက်တွေကတော့ပလဲလာမီစတဲ့အကြောင်းမြတ်ယရနာတွေပဲဖြစ်ပါလိမ့်ခင်ဗျာအဖြူရောင်ခဲရောင်အပြာနုရောင်တွေကတော့တင့်တော်တဲ့အရောင်တွေပါလက်တွေ့အသုံးချဖို့ဆိုရင်တော့အင်းရဲ့အဲ့ဟာမှာပလဲဓမ္မမဟုတ်လဘုံပါတဲ့အလှဆင်ပစ္စည်းလေးတွေ ထားရှိခြင်းကမိသားစုကြားမှာရွေးသွေးအေးချမ်းတဲ့ဆွမ်းအင်တွေကိုလဲပတ်စေနိုင်ပါလိမ့်ခင်ဗျာ တနန်းနံပါတ်ဒီကတော့3 1 3 4 3 9 3 8 42 49 54 60တို့ပဲဖြစ်ပါလေရှင်။စိတ်သဘောထားနူးညံ့ပြီးမိသားစုကိုတန်မိုးထားသူတွေဖြစ်လို့အင်တောင်ကြီးနဲ့လူမှုရေးကိစ္စတွေမှာပုံမအောင်မြင်တတ်ပါလေရှင်။ရှောင်းရအချက်တွေကတော့အနီရောင်နဲ့လိန်မော်ရောင်တို့ကိုရှောင်တက်ပါတယ်ခင်ဗျာ။စိတ်ခံစားမှုပြင်ထန်တာ အလွန်အမင်းစိုးရင်ပူပါနာတွေကိုထိန်ချုပ်တင်ပါတယ်စိတ်ထဲမှာအញ្ញံစိုးရင်ပူပါလာတဲ့အခါမျိုးမှာကိုချစ်တဲ့မိသားစုဝင်တယောက်ယောက်နဲ့ဇင်ဖွင့်တိုင်ပင်လိုက်ချင်းမှစိတ်တတရာရစီပြီးမှန်ကန်တဲ့အမြင်ကိုရရှိစေနိုင်ပါတယ်ခင်ဗျာနာတိရဒီပွားလီယိုဇူလိုင်23မှာအောက်ငု20နဲ့တိရဒီပွားရဲ့အတွက်ဆောင်ရွက်ချက်တွေကတော့ပတမယဥတ္တဖျောင်း စားတဲ့ကြောင်မြင့်ယတနာတွေပဲဖြစ်ပါရဲ့ရှင်။ရွှေရောင်လေမော်ရောင်အနီရောင်တွေကတော့တင့်တော်တဲ့အရောင်တွေပါ။လက်တွေ့မှာတော့ကိုကအခွက်တစ်ခုကိုဥဆောင်ရမယ့်အချီနီမျိုးမှာရွှေရောင်ပါတဲ့အဝတ်အစားလောဝိယတနာဝတ်ဆင်ခြင်းကတင့်ရဲ့ဩဇာတိကမကိုတိုးစေပြီးလူအများရဲ့ယုံကြည်မှုကိုပိုရရှိစေနိုင်ပါရဲ့ရှင်။ကနန်းနံပါတ်၄ကတော့၃ရက်၊၃ရက်၅၊၃ရက်၉၅၁ တဆက်ငါတို့ပဲဖြစ်ပါရယ်ခင်ဗျာခေါင်းဆောင်စိတ်ဓာတ်ပြင်းပြပြီးစိတ်ဓာတ်ခွန်အားကောင်းသူတွေဖြစ်လို့မြည်သည့်လုပ်ငန်းမဆိုးဥဆောင်လုပ်ကန့်ခြင်းဖြင့်အောင်မြင်မှုရနိုင်ပါရယ်ခင်ဗျာရှောင်းရအချက်တီကတော့အပြာရောင်နဲ့မိကိုရောင်တို့ကိုရှောင်တက်ပါရယ်ရှင်မာနကြီးတာမိမိကိုယ်ကိုအထင်ကြီးလွန်းတာတွေကိုရှောင်ကျင်တက်ပါရယ်လူတွေနဲ့စကားပြောတဲ့အခါကို့အမြင်ကိုပဲပြောနေမယ့်အစား တဖက်လူရဲ့စကားကိုစိတ်ဝင်စားနဲ့နားထောင်ပြီးတဲ့အလီအချင်းကတင့်ကိုပို့ပြီးလေးစားချစ်ခင်စေမှာပါရှင်6ကံရာတိဖွာ Virgo ဩဂုတ်နေ့စတုမစက်တင်ဘာ20နေ့ကံရာတိဖွာရဲ့အထွတ်ဆောင်းရန်အချက်တွေကတော့နီလာကြောက်စင်းစားတဲ့ကြောင်ရယတနာတွေပဲဖြစ်ပေါ်တယ်ခင်ဗျာအပြာရောင်အစိမ်းရောင်အဝါနုရောင်တွေကတော့တင့်တော်တဲ့အရာတွေပါ လက်တွေမှာတော့ကိုကအဖွဲတစ်ခုကိုဥဆောင်ရမယ်အခြေအနေမျိုးမှာရွှေရောင်ပါတဲ့အဝိအစာလက်ဝိယထနာဝစ်စင်ချင်းကတင့်ရဲ့ဩဇာတိကမကိုတိုးစေပြီးစိတ်တိုင်းကိုတည်ငြိမ်စေနိုင်ပါ रे ခင်ဗျာကနန်းနံပါတ်ကြတော့39 3 39 9 39 6 39 63 65 93 96တို့ပဲဖြစ်ပါတယ်ရှင် စစ်ဆက်တည်ကြပြီးစနစ်တကျလောက်ကင်တတ်သူတွေဖြစ်လို့ကြားမာရေးပညာရေးသူတင်တဲ့လုပ်ငန်းတွေမှာထူးချွတ်နိုင်ပါတယ်ရှင်။ရှောင်းရံအချက်တွေကတော့အနီရောင်နဲ့ခင်းရောင်တို့ကိုရှောင်တင်ပါတယ်ခင်ဗျာ။စိုးရင်စိတ်တွေများတာနဲ့အသေးစိတ်ကိစ္စတွေကိုအလွန်အမင်းစဉ်းစားတာတွေကိုရှုတ်ချတင်ပါတယ်။အသေးဖိုကိစ္စလေးတစ်ခုကိုပဲထပ်တလဲလဲတွေးပြီးစိတ်ညစ်နေပြီဆိုရင်ခဏရပ်ပြီး လန်ထရှောက်တာတချင်းနားထောင်တာမျိုးနဲ့အာယုံပြောလိုက်ခြင်းကအကောင်းဆုံးဖြေရှင်းဤဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ပါရှင်။အခုဆိုရင်တော့ PhD Astrology Researcher ကနေပထမ600ရာသီပွားဖြစ်တဲ့မိတ္တာ၊ပိတ္တာ၊မိချုံ၊ကရကတ်၊တင်၊ကံရာသီပွားတွေအကြားတစ်တလုံးဆောင်းရန်ဆောင်းရန်တွေကိုလက်တွေ့အသုံးချနေတဲ့အတူတင်ဆက်ပေးခဲ့ပြီးဖြစ်ပါရဲ့ရှင်။ ဒီအချက်လေးတွေကဘာကြောင့်အရေးကြီးလဲဆိုတော့တင်ပေါ်ရရဲ့အရေးကြီးရဲ့ဆုံးဖြတ်ချက်တွေရှားတဲ့အခါအလို့အကောင်အခြေရေးဝိကျေပိစတွေမှာ ကိုယ်အတွက်အကောင်းဆုံးဖြစ်မဲ့မှန်ကန်တဲ့လမ်းကိုရွေးချယ်နိုင်ဖို့လမ်းပြပေးနိုင်လို့ပါပဲခင်ဗျာသူရာဒီကနေမင်းရာဒီအထိနောက်ထပ်ရာဒီဖာ6ခုရဲ့စိတ်ဝင်စားစရာအကြောင်းအရာကြားရှိနေသေးပါတယ်။ဒါကြောင့်ဒုတိယပိုင်းကိုလက်မလွတ်မခံဖို့ကျမတို့ channel ကို like and follow လုပ်ထားဖို့မမေ့နဲ့နော်။ ိုယ့်ရဲ့ယာတီခွေးမှဒီအစီအစဉ်ထဲမှာပါလာမပါသေးဘူးလားဆိုတာကိုမမရေးခဲ့ပေးပါအောင်ကိုနဲ့ကိုင်းညီတဲ့ဒီနဲ့အချက်လေးတွေကိုလည်းပြောပြခဲ့နိုင်ပါတယ်ခင်ဗျာကိုချစ်ရတဲ့သူတွေရဲ့ယာတီခွေးတွေပါရင်လဲသူတို့ကိုမင်းစင်ခေါ်ထုတ်ပြလိုက်အောင်တော့အားလုံးပဲစိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်နောက်တစ်ပိုင်းမှာပြန်လဲဆုံတွေ့ကြပါနဲ့ရှင်